က်ခအပေါ်ဝေဖန်ပိုင်းခြားသုံးသက်ခြင်းအဲစာဘေးဒိုးနိုင်ငံ၏ငင်းကြဲရေးနှင့်လုံခြုံရေးအတွက်စက်ခသည်အရေးပါသောအစီအစဉ်တစ်ခုအဖြစ်ရည်ရွယ်ထားပါသည်23နှစ်ဘယ်ရီယာ18ကဲ့သို့သောဂိုင်းဖွဲ့ဝင်များကိုထိမ့်သိမ်းရန်အဓိကထားလှုပ်ဆောင်နေပါသည်အကျန်းဖတ်မှုနှင့်ဆက်ဆက်သောရာဇဝတ်မှုများကျူးလွန်သူများကိုလည်းထိမ့်သိမ်းထားပါသည်။အစာဘေးဒိုးနိုင်ငံ၏ရာဇဝတ်မှုများကိုနှိမ့်နှင်းရန်ရည်ရွယ်ချက်သည် အောင်မြင်မှုရရှိနိုင်ပါမလားဆိုသည်မှာစောင့်ကြည့်ရမည့်အချက်ဖြစ်ပါသည်။ ဆက်ခါတွင်အလွန်တင်းကျပ်သောနေထိုင်မှုအခြေအနေများရှိနေသည်ဟုသိရပါသည်။တနည်းလျင်မိနစ်30တာအပြင်ထွက်ခွင့်ရှိခြင်းသည်လူခွင့်ယေရှုတော်မှစိုးရိမ်စရာကောင်းပါသည်။မိသားစုများနှင့်ဆက်တွယ်ခွင့်မရှိခြင်းသည်လည်းအကျဉ်းသားများအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနိုင်ပါသည်။ပညာရေးနှင့်ပြန်လည်ထူထောင်ရေးအစီအစဉ်များမရှိခြင်းသည်ပြစ်မှုကျူးလွန်သူများပြန်လည်ကောင်းမွန်လာစေရန်အဟံတာဖြစ်စေနိုင်ပါသည်။ အကျဉ်းသားများ၏အခြေခံခွင့်ရေးများကိုချိုးဖောက်သည်ဟုဝေဖန်မှုများရှိနေခြင်းသည်လျှလူရှု၍မရနိုင်သောအချက်တစ်ခုဖြစ်ပါသည်ဤအခြေအနေများသည်လူခွင့်ရေးစံနှုန်းများနှင့်ကိုက်ညီမှုရှိမရှိကိုတေချာစွာစစ်ဆေးရန်လိုအပ်ပါသည်ဆက်ခါသည်လူခွင့်ရေးအဖွဲ့အစည်းများနှင့်အမှုပညာရှင်များ၏ဝေဖန်မှုများကိုရင်ဆိုင်နေရပါသည် အကျဉ်းသားများ၏အခြေအနေများနှင့်ပတ်သက်၍စိုးရိမ်မှုများမြင့်တက်လာနေပါသည်တရားစွဲဆိုမှုမရှိဘဲထိမ့်သိမ်းခြင်းကိုကန့်ကွက်မှုများလည်းရှိနေပါသည်မိသားစုများနှင့်ဆက်သွယ်ခွင့်မရှိခြင်းကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်နေကြပါသည်အကျဉ်းသားများ၏အခြေခံခွင့်ရေးများကိုချိုးဖောက်သည်ဟုယူဆနေကြခြင်းသည်အလွန်အရေးကြီးသောပြဿနာတစ်ရပ်ဖြစ်ပါသည်လူခွင့်ရေးစံနှုန်းများနှင့်အညီရှိမရှိကိုစောင့်ကြည့်ရန်လိုအပ်ပါသည်ဤအချက်များသည် ဆက်ကလုံးဆောင်မှုများအပေါ်မေးခွန်းထုတ်เสียများဖြစ်လာစေပါသည်ဆက်ခအငင်းပွားပွဲရာအခမ်းကဏ္ဍသည်နိုင်ငံတကာဆက်ဆံရေးတွင်ပေါ်လွင်နေပါသည်2025ခုနှစ်တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏အဆိုအရသည်ဗင်နီဇွဲလားနိုင်ငံမှငင်းကြေးရေးဖောက်ဖျက်သူများကိုတက္ကသိုလ်ပို့ဆောင်ခဲ့သည်ဟုဆိုပါသည်ဤလို့ရက်သည်နိုင်ငံတကာအဆင့်တွင်အငင်းပွားမှုများကိုဖြစ်ပေါ်စေခဲ့ပါသည်အဲဆာဘေဒိုးနိုင်ငံ၏လူ့အခွင့်အရေးမှတ်တမ်းနှင့်ပတ်သက်၍ စိုးရိမ်မှုများပုံမှန်မြင့်တက်လာစေခဲ့ပါသည်နိုင်ငံတကာအတိုင်းအဝိုင်းနေဖြင့်စက္ကလုံဆောင်မှုများကိုစောင့်ကြည့်လေ့လာရန်လိုအပ်ပါသည်လူခွင့်ရေးကိုလေးစားလိုက်နာမှုရှိမရှိစောင့်ကြည့်ခြင်းသည်အရေးကြီးပါသည်စက္ကအနာဂတ်သည်အကျဉ်းသားများ၏အခြေအနေများအပေါ်မူတည်နေပါသည်တရားမျှတမှုဆိုင်ရာလုံထုံးလုံနည်းများသည်လည်းအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်နိုင်ငံတကာဆက်ဆံရေးသည်လည်းစက္ခအနာဂတ်ကိုပုံဖော်ရာတွင်အရေးပါပါသည် အဆာဘေးဒိုးနိုင်ငံ၏လုံခြုံရေးနှင့်လူခွင့်ရေးဆိုင်ရာအခြေအနေများအတွက်စကားသည်အရေးကြီးပါသည်စက္ကလုံဆောင်မှုများသည်လူခွင့်ရေးစံနှုန်းများနှင့်အညီရှိမရှိကိုဆက်လက်ဆောင်ကြည့်ရန်လိုအပ်ပါသည်ဤအချက်များသည်အဆာဘေးဒိုးနိုင်ငံ၏အနာဂတ်အတွက်အရေးပါသောတည်ရောက်မှုများရှိနိုင်ပါသည်စက္ကသည်အဆာဘေးဒိုးနိုင်ငံ၏ရာဇဝတ်မှုများကိုနှိမ်နင်းရာတွင်အထောက်အကူဖြစ်စေနိုင်တော်လဲ လူခွင့်ရေးကို လေးစားလိုက်နာရန်ရေးကြီးပါသည်အကျဉ်းသားများ၏အခွင့်ရေးကိုကာကွယ်ရန်နှင့်တရားမျှတသော လုံထုံးလုံနည်းများကိုလိုက်နာရန်လိုအပ်ပါသည် နိုင်ငံတကာအတိုင်းအဝိုင်းအနေဖြင့်ဆက်ခလှုပ်ဆောင်မှုများကိုစောင့်ကြည့်ပြီးလူခွင့်ရေးကိုမြင့်တင်ရန်တာဝန်ရှိပါသည်ဆက်ကအနာဂတ်သည်လူခွင့်ရေးကိုလေးစားလိုက်နာမှုနှင့်တရားမျှတသော လုံထုံးလုံနည်းများအပေါ်မူတည်ပါသည် အယ်ဆာဘေးဒိုးနိုင်ငံသည်ဤစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းနိုင်မှသာတည်ငြိမ်အေးချမ်းသောအနာဂတ်ကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်လူခွင့်ရေးလှုပ်ရှားသူများနှင့်နိုင်ငံရေးလေးလာသူများအနေဖြင့်ဒီအခြေအနေကိုအလေးနက်ထားစောင့်ကြည့်လေးလာသင့်ပါသည်ဆက်ကတ်သည်အယ်ဆာဘေးဒိုးနိုင်ငံ၏လုံခြုံရေးအတွက်အရေးပါသောအခန်းကဏ္ဍမှပါဝင်နေတော်လဲလူခွင့်ရေးကိုလစ်လျူရှု၍မရပါအကျဉ်းသားများ၏အခွင့်အရေးကိုကာကွယ်ရန်နှင့်တရားမျှတသော လုံထုံးလုံနည်းများကိုလိုက်နာရန်အရေးကြီးပါသည် ိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်ဆက်ခလုံဆောင်မှုများကိုစောင့်ကြည့်ပြီးလူ့အခွင့်အရေးကိုမြင့်တင်ရန်တာဝန်ရှိပါသည်ဆက်ကအနာဂတ်သည်လူ့အခွင့်အရေးကိုလေးစားလိုက်နာမှုနှင့်တရားမျှတသောလုံထုံးလုံနည်းများအပေါ်မူတည်ပါသည်အယ်ဆာဘေးဒိုးနိုင်ငံသည်ဤစိန်ခေါ်မှုများကိုရင်ဆိုင်ဖြည့်ရှင်းနိုင်မှသာတည်ငြိမ်အေးချမ်းသောအနာဂတ်ကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်လူ့အခွင့်အရေးလှုပ်ရှားသူများနှင့်နိုင်ငံရေးလေးလာသူများအနေဖြင့်ဤအခြေအနေကိုအလေးနက်ထားစောင့်ကြည့်လေ့လာသင့်ပါသည် စက္ကန့်လုံဆောင်မှုများသည့်လူခွင့်ရေးစံနှုန်းများနှင့်အညီရှိမရှိကိုဆက်လက်ဆောင်ကြည့်ရန်လိုအပ်ပါသည်။အဆာဘေးတိုးနိုင်ငံ၏လုံခြုံရေးနှင့်လူခွင့်ရေးဆိုင်ရာအခြေအနေများအတွက်အရေးကြီးသောတက်ရောက်မှုများရှိနိုင်ပါသည်နိုင်ငံတကာအတိုင်းအဝိုင်းနေဖြင့်စက္ကန့်လုံဆောင်မှုများကိုစောင့်ကြည့်ပြီးလူခွင့်ရေးကိုမြင့်တင်ရန်တာဝန်ရှိပါသည်စက္ကန့်အနာဂတ်သည်လူခွင့်ရေးကိုလေးစားလိုက်နာမှုနှင့်တရားမျှတသောလုံထုံးလုံနည်းများအပေါ်မူတည်ပါသည် ်အယ်ဆာဘေးဒိုနိုင်ငံသည်ဤစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းနိုင်မှသာဤနေအေဂျင့်သောအနာဂတ်ကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်လူခွင့်ရေးလှုပ်ရှားသူများနှင့်နိုင်ငံရေးလေးလာသူများအနေဖြင့်ဤအခြေအနေကိုအလေးနက်ထားစောင့်ကြည့်လေ့လာသင့်ပါသည်ဆက်ကသည်အယ်ဆာဘေးဒိုနိုင်ငံ၏ရာဇဝတ်မှုများကိုနှိမ်နင်းရာတွင် အထောက်အကူဖြစ်စေနိုင်တော်လဲလူခွင့်ရေးကို လေးစားလိုက်နိုင်ရန်အရေးကြီးပါသည်အကျဉ်းသားများ၏အခွင့်အရေးကိုကာကွယ်ရန်နှင့် တရားမျှတသော လုံထုံးလုံနည်းများကို လိုက်နာရန်လိုအပ်ပါသည်နိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်စက်ခလုံဆောင်မှုများကိုစောင့်ကြည့်ပြီးလူခွင့်ရေးကိုမြင့်တင်ရန်တာဝန်ရှိပါသည်စက္ကအနာဂတ်တည်လူခွင့်ရေးကိုလေးစားလိုက်နာမှုနှင့်တရားမျှတသော လုံထုံးလုံနည်းများအပေါ်မူတည်ပါသည် အယ်ဆာဘေးဒိုနိုင်ငံသည်အီစိန်ခေါ်မှုများကိုရင်ဆိုင်ဖြည့်ရှင်းနိုင်မှသာတည်ငြိမ်အေးချမ်းသောအနာဂတ်ကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်လူခွင့်ရေးလှုပ်ရှားသူများနှင့်နိုင်ငံရေးလေးလာသူများအနေဖြင့်အခြေအနေကိုအလေးနက်ထားစောင့်ကြည့်လေ့လာသင့်ပါသည်ဆက်ကလှုပ်ဆောင်မှုများသည်လူခွင့်ရေးစံနှုန်းများနှင့်အညီရှိမရှိကိုဆက်လက်စောင့်ကြည့်ရန်လိုအပ်ပါသည်အယ်ဆာဘေးဒိုနိုင်ငံ၏လုံခြုံရေးနှင့်လူခွင့်ရေးဆိုင်ရာအခြေအနေများအတွက်အရေးကြီးသောတည်ရောက်မှုများရှိနိုင်ပါသည် နိုင်ငံတကာအတိုင်းအဝိုင်းအနေဖြင့် စက္ကန့်လုံဆောင်မှုများကိုစောင့်ကြည့်ပြီးလူခွင့်ရေးကို မြင့်တင်ရန်တာဝန်ရှိပါသည်။စက္ကန့်အနာဂတ်သည်လူခွင့်ရေးကိုလေးစားလိုက်နာမှုနှင့်ခရီးမြတ်သောလုံထုံးလုံနည်းများအပေါ်မူတည်ပါသည်။အယ်ဆာဘေးတို့နိုင်ငံသည်ဤစိန်ခေါ်မှုများကိုရင်ဆိုင်ဖြည့်ရှင်းနိုင်မှသာတည်နေအေးချမ်းသောအနာဂတ်ကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်။လူခွင့်ရေးလှုပ်ရှားသူများနှင့်နိုင်ငံရေးလေးလာသူများအနေဖြင့်ဤအခြေအနေကိုအလေးနက်ထားစောင့်ကြည့်လေ့လာသင့်ပါသည်။